မင်္ဂလာပါလက်တိုးအိမ်မှကြိုဆိုပါရစေလက်တိုးအိမ်မှအပတ်စဉ်ပုတ္တခုနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်တဲ့ရတရားနဲ့ပတ်သက်တဲ့ဘ ഹു တုတရစီမာလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်အခုခေတ်ကြီးမှာတူတူကိုကိုစိုက်ကယ်လေးတွေတဝီဝီနဲ့ဖြစ်လာနေကြပါပြီအကြောင်းကြောင့်စိုက်ကယ်မရှိသေးတဲ့သူတွေရှိပီးသားစိုက်ကယ်ကို ပိုမြင့်ပိုကောင်းတာလေးတွေလိုချင်တဲ့သူတွေမိတ်ဆွေတွေအတွက် အဓိကကတော့စိုက်ကဲတစည်းပိုင်ဆိုင်နိုင်အောင်ကို့အစွမ်းစာကို့ကြိုးစားရမှာပါပဲဓာတ်ရိုက်တက်စင်လုံးလိုက်လို့ဘယ်နဲ့ကဘယ်ဝိစာကမလိုက်လို့စိုက်ကဲကြီးအိမ်ရှိဝုံကနေကြလာတာမျိုး မရှိပါဘူးလောကီပညာတွေအရာဝန်ဆွဲသွဲလောက်ပဲပံ့ပိုးနိုင်တာပါကာယကံရှင်ကိုယ်တိုင်အားစိုက်ထုတ်ဖို့တာအဓိကပါရှင်။စိုက်ကဲတစည်းအမြန်ရဖို့လမ်းစာတွေပေါ်လာစေဖို့ပထမဆုံးလုပ်ရမှာကတော့ရေတဝက်လောက်ရှိတဲ့ရေတံပူထဲမှာပရ ရုပ်လုံးကိုလုံးကိုထည့်အဖုံးကိုပြန်ပိတ်ပြီးတော့မှညအိတ်ခန်အေးရဝင်ခန်းဒီတိုင်းကိုလိုချင်တဲ့ဆိုင်ကအမြန်ဝယ်နိုင်ပါစေအမြန်ရပါစေလို့ပရုပ်လုံးထည့်ထားတဲ့ဘူးကိုလှုပ်ပြီးအာယုံပြုဆူတောင်းပေးရမှာပဲဖြစ်ပါတယ်။ မဆွေတို့အနေနဲ့စိုက်ကဲတစည်းကိုရောင်းဖို့ကြိုးစားနေသူဖြစ်ရင်ပေါက်စည်းနဲ့စကားချွတ်ချွတ်နဲ့ဝဲချင်အောင်ပြောဖို့ကအရေးကြီးတယ်လို့အခုပြောမဲ့နီလေးနဲ့လည်းအထောက်ပံ့ယူသင့်ပါတယ်။ရောင်းချင်တဲ့စိုက်ကဲကိုအနဲ့ရောင်းအုတ်ထုတ်တစ်လုံးနဲ့ရှစ်ချက်ရိုက်ရင်လေးလေးနက်နက်စူတောင်းပေးရမှာဖြစ်ပါတယ်။နောက်ထပ်တနင်္ဂနွေနေ့ညနေ6:00ခွဲအချိန်မှာတရက်ညွန့်33ညွန့်ကို 33ချက်ရိုက်ပြီးတော့မှဈေးကောင်းတဲ့အမြန်ရောင်းထွက်ပါစေဝယ်တဲ့သူအမြန်လာပါစေလို့ဆုတောင်းပြီးတော့မှရိုက်ပြီးရင်စိုက်ကဲဟာအမြန်ဆုံးရောင်းထွက်စေပါတယ်ရှင် လက်တူအိမ်ကိုကြည့်ရှုနေသူအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမှခြင်းနဲ့ပြည့်စုံကြပါစေ။မိုးစံပန်းလေးလိုအစဉ်ထောင်ရလန်းစံပါစေ။စိတ်သွားတိုင်းကိုပါပြီးလူနဲ့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။မရှိတဲ့စကားများမကြားရပဲလက်ပြားမှာစိတ်ရွှေငွေတွေတီးပြီးတော့မိမိရဲ့ဘဝမှာဖြစ်ချင်နေတဲ့စိတ်ဆန္ဒတွေကိုအကောင့်ထဲပို့နိုင်တဲ့သူတွေဖြစ်ကြပါစေ။ဖရာရိတ်တရားရိတ်တန်ခါရိတ်ရဲ့အရေးအဝါ တအောင်မှာအောင်မြင်ကြပါစေမေတ္တာတရားကိုလက်ကင်ထားပြီးမေတ္တာပွားနိုင်ကြပါစေရှင်နောက်ပတ်တွင်မှာလည်းလွယ်ကူထရောက်မြန်ဆန်တဲ့ယတိယံနဲ့ပတ်သက်တဲ့ဘ ഹു တုတရရစီမာလေးတွေကိုတင်ပေးတော့မှဖြစ်လို့လက်တူအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။